အဲ့တော့မြင်းမို့တောင်းဘယ်နှမ်းမှလဲလို့ဆိုတော့ခေါင်းကြီးတို့လည်းရှားကြည့်တယ်ဘယ်နှမ်းမှမသိဘူးအခုတော့နည်းနည်းတော့စဉ်းစားလို့ရတာဘယ်လိုစဉ်းစားလို့ရတော့ဆိုတော့တဲလွန်စားလေးတစ်ခုတွေ့တယ်ဒီ earth planet ကဘာဂျိုကြီးဟာကဘာဂျိုကြီးရဲ့အခုခေတ်အခေါ်နဲ့ပြောမယ်ဆိုရင်မြောက်ဝေယုဇဉ်ထိတ်မြောက်ဝေယုဇုံနဲ့တောင်းရင်ဝေယုဇုံအဲ့ဒီမြောက်ဝေယုဇုံဟာမြင်းမို့တောင်းထိတ်ဖြစ်နေတယ် ။ဘာဖြစ်လို့လဲဆိုရင်စပေထဲမှာနတ်ပြည်တဝရိန္ဒနတ်ပြည်ကမြေမို့တောင် ထိပ်မှာရှိတယ်တဲ့။အတုရနတ်ပြည်ကမြေမို့တောင်ရဲ့အောက်ခြေမှာရှိတယ်တဲ့။အဲမြေမို့တောင်ရဲ့အောက်ခြေက ရေပြင်ထဲမှာမြုပ်နေတယ်ဆိုတော့ကဘာကြီးကြည့်လေ။ပြုတ်တင်းဖြစ်နေတာ။ရေပြင်တွေကလွှမ်းတာကဘာလုံးကြီးကိုတခြားကြည့်ရေပြင်တွေလွှမ်းနေတာ။အဲ့ဒီအောက်ခြေမှာရေအောက်မှာအတုရနတ်ပြည်ရှိတယ်တဲ့။ အဲ့ဒီရေပြင်းနဲ့တပြေးညီတဲ့မြင်းမတောင် ခပန်းမှာလူပြေရှိတယ်လို့ဆိုတော့ကိုနေတာကမြင်းမတောင်ရဲ့ခပန်းမှာနေပြီးတော့ရောင်းမခါထိုးရှားနေတယ်လို့မဖြစ်ပေဘူးလားနော်တိတ်ကြီးလွန်းအကြီးတော့မမြင်နိုင်ဘူးလို့ဆိုတော့တိတ်ဝေးလွန်းတယ်တိတ်ကြီးလွန်းတယ်အလွန်ကြီးမားတဲ့နေရာကြီးမှာနော်ဒီပြန်မပြောနဲ့ဒီတေးသေးလေးဖြစ်တဲ့စင်ကာပူမြို့တောင်မှာပဲနော်ကားစီးရတာတော်တော်ကြားလား နော်ဆုံးမြင်ဖို့တော်တော်ခက်တယ်အဲ့တော့မြင်းမို့တောင်ကြီးရဲ့ခါးပန်းနေတဲ့ပုဂ္ဂိုလ်ကမြင်းမို့တောင်ထိတ်ကိုဘယ်လိုလုပ်မြင်နိုင်မှာတော့ဝေးကြီးအဲ့တော့မြင်းမို့တောင်ဆိုတာအကျမ်းပြန်အားဖြင့်တော့အဲ့ဒီစာပေရဲ့အဆိုအရလူပုံဟာမြင်းမို့တောင်ရဲ့ခါးပန်းမှာရှိတယ်လို့ဆိုတော့မြင်းမို့တောင်ထိတ်ပြီးရောက်ဝင်ရုံစွန်ထိတ်ဖြစ်မယ်ဘာဖြစ်လို့တော့ဆိုဒီ earth planet ကြီးကကမ္ဘာလုံးကြီးကလေတုထဲမှာနေတာ မြတ်စွာဘုရားဟောတဲ့တရားတော်အရာကြည့်မယ်ဆိုရင်လည်းကဘာကြီးကချိုကြီးတစ်ခုပဲနိအဲဒီစัจ java လာတွေအကြောင်းမြတ်စွာဘုရားဟောထားတဲ့သုတ်တန်တွေရှိတယ် Buddhist cosmology ပေါ့အဲ့ဒါ Sulanika Loka Dhatu သုတ်ကိုခေါ်တယ်အနန္တစัจ java လာအယူဆသိပ္ပံပညာကခရေတိလက်ခံနေတယ်ပေါ့မြတ်စွာဘုရားကအနန္တစัจ java လာသို့တော့စัจ java လာဆိုတဲ့အသုံးကိုဘုရားကိုယ်တိုင်သုံးခဲ့တာမဟုတ်ဘူးလောကဓာတုဆိုတဲ့အသုံးကိုသုံးတယ် စုလနိကလောကဓာတုလို့လောကဓာတ်ကို ဖွဲ့စည်းပြီးတော့ပြတဲ့အခါမြတ်စွာဘုရားကစัจ java လာတထောင်ကိုစုလနိကလောကဓာတုလို့ဒီလိုသုံးတယ်စัจ java လာတထောင်ဆိုတာဘာလဲလို့ဆိုရင်မြစ်မတောင်တစ်ခုမြပြေ6ထပ်ကတစ်ခုစီလူပြေဟောဒီလိုဖွဲ့စည်းထားတာနေတစင်းလာတစင်းအဲ့ဒါကိုစัจ java လာတစ်ခုလို့သတ်မှတ်တယ်နေစัจ java လာတစ်ခုအဲ့ဒါလို့စัจ java လာပေါင်းတထောင် အဲ့တော့လူပြည်တွေလည်းအများကြီးရှိမှာပြင်းမနေကြနဲ့ပြင်းလို့ရှိရင်သွားလဲပေါ့ဟိုဘက်ကနော်စကြဝဠာတထောင်တောင်ရှိတာပဲဟိုမှာလည်းလူတွေရှိမှာအခုကနကနဘာတော့ UFO ဆိုတာတွေပြောပြောနေကြတာမှလားဟုတ်ချင်လဲဟုတ်မှာပဲနော်အမြဲတမ်းဖလင်မြန်နဲ့ရင်မြန်နဲ့စည်းလာမယ်ဆိုမရောက်ဘူးလို့တော့ပြောတယ်ကောင်းကင်ရံမှာရှိတဲ့အရာဟုတ် အဲ့တော့ဂျိုသားဂျိုသားနဲ့ခေါ်တာကိုလည်းဂျိုသားပဲဒီပြင်ဂျိုကတူကကိုလည်းဂျိုသားခေါ်မှာပဲလေနော်စတိုင်တော့တူချင်မှတူမှာပေါ့လူတွေအဲ UFO unknown flying object ဆိုရယ် UFO ပကံပြားပြန်ဆိုတာပြောနေကြတာလေအဲ့တော့မြတ်စွာဘုရားဟောထားတဲ့စัจ java လာနေတထောင်လတထောင်မြို့တောင်ပေါင်းတထောင်မြို့တောင်ကိုမိပြီးတော့နေတဲ့ဓာပြေ6ထပ်ကလည်း တခုစီတထောင်စီလူပြေကလည်းတထောင်စီဒီလိုသွားတာဆိုတော့လေးချွန်းတမြင့်မို့အဲ့ဒါလို့ရှိတာစัจ java လာပေါင်းတထောင်ကိုစုလဏိကလောကတလို့ခေါ်တယ်စัจ java လာပေါင်းတထောင်မစ္စမိကလောစัจ java လာဂရေတသိန်းမဟာလောကတလို့ဒီလိုစုလဏိကလောကတတုတ်ပါမြတ်စွာဘုရားကခေါ်တာခေါ်တာ အာအာရရပြောတာမဟုတ်ဘူးအကြောင်းရှိလို့ပြောတာနော်ရသော်ဘုရားကအကြောင်းရှိမှဟောတယ်ဒီစကားမျိုးတွေမသိတာတော့မဟုတ်ဘူးရသော်ဘုရားကအကုန်သိတယ်အကုန်သိတယ်ဆိုတာဒိဗ္ဗစကုညာနဲ့ချိန်လို့ရှင်အကုန်မြင်ရတာမဟုတ်အကုန်မြင်ပြီးတော့မှသိတယ်အဲ့တော့ဒီစัจ java လာတွေအလုံးရှိတယ်သူစัจ java လာထဲမှာရှိတဲ့တရားတွေရဲ့အခြေအနေတွေကိုလည်းအကုန်သိတယ် ဘာလို့ရင်ဘာဖြစ်တယ်ဘာလို့ရင်ဘာဖြစ်တယ်ဆိုတာအကုန်လုံးမြင်ရတယ်ပေါ့